အားကြောညက်တယ်ဆိုလို့ရှိရင်ဟိုအကိုက်ခဲပြောက်စီတောင်းအောင်ပဲပြီးတော့ muscle relaxant လို့ခေါ်တဲ့ကြွက်သားပြေရောစီတဲ့စီတောင်းအောင်ပဲ။ဒါပြင်အောင်ရောအာစီတပြည့်ပြည့်တောင်းအောင်ပဲတော့။ပျောက်မှလားဆိုတော့ပျောက်ဖို့ကတော့မကျိန်းသေးဘူး။မပျောက်ဖို့များတယ်။ဘာကြောင့်လဲဆိုတော့ဒီ post လေးရလေ comment တစ်ခု reply ပြန်ဖို့ဆိုပြီးတော့ post အနေနဲ့ပဲတင်လိုက်တာ။ကျတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာယောဂတော်တော်များများကလေဟိုဆေးကိုကြီးပဲအားကိုးလို့မရဘူးကောနော်။တခြားနေထိုင်စားသောက်မှုပုံစံလေးတွေပါပြုပြင်မှ effective ဖြစ်တာပေါ့။ စေးတောင်းဆိုရင်တော့လွယ်လွယ်လေးပဲခါးကြောညှက်တယ်ဆိုလို့ရှိရင်ဒီပါအကိုက်ခဲပြောက်စေးတောင်းအောင်မယ်ပြီးတော့ muscle relaxant လို့ခေါ်တဲ့ကြွက်သားပြေလျော့စေတဲ့ဆေးတွေတောင်းအောင်မယ်အပြင်အောင်ရောအာစီတမျိုးမျိုးတောင်းအောင်မယ်ဒါကတော့အကျဉ်းမြင့်ပေါ့အဲ့ဒါကြီးတောင်းအောင်လည်းပျောက်မှလားဆိုတော့ပျောက်ဖို့ကတော့မကျိန်းသေးဘူးမပျောက်ဖို့များတယ်ဘာကြောင့်လဲဆိုတော့ခါးကြောညှက်တယ်ဆိုတာကအကျဉ်းမြင့်မြင်အောင် ပြောရလို့ရှိရင် ပုံမှန်ရှိနေတဲ့ခစီရိုးနှစ်ခုကြားကပုံမှန်ထွက်နေတဲ့အာယုံကြောကအကြောင်းတစ်ခုခုကြောင့်ဒီခစီရိုးနှစ်ခုကအနေထားပြတ်သွားပြီးတော့ အဲ့ဒီအာယုံကျောကိုဖိမိတာဒါအကျမ်းမြင်ပေါ့နော်သူနေရာပေါ်မူတည်ပြီးတော့ခါကတော့အဖြစ်အများဆုံးပေါ့နော်ခါကျောညှက်တာတင်မခွက်ကျောညှက်တာအစရှိသဖြင့်အဲ့ဒါ၄ဖြစ်တတ်တယ်ဆိုတော့မျက်စိလည်းမြင်အောင်စဉ်းစားကြည့်ပေါ့ဒီလိုမျိုးခစီရိုးနှစ်ခုကအနေထားလွဲသွားတဲ့ဟာကြီးကိုတောက်စေးတောက်အောင်နဲ့ဒီခစီရိုးနှစ်ခုပြန်တဲ့သွားမလားဆိုတာဖြစ်နိုင်ခြေတော်တော်ကိုနည်းတယ်လေ ခုနကပြောတဲ့ကြိုက်ခဲပြောက်စီတို့ကြွက်သားပြေရော့စီတဲ့စီတို့ဆိုတာကြဘေးနာနေ supportive လို့ခေါ်တာပေါ့နော်အနာကျင်တက်တာစီမယ်တင်းနေတဲ့ကြွက်သားတွေကိုရော့စီမယ်ဒီအတွက်ပြေးတာဖြစ်တယ်အဓိကကကြတော့လေ့ကျင့်ကြပါဒါကတော့ဒီလူနာတယောက်တည်းကိုဓာတ်ရိုက်အသေးပဲ reply ပြန်တာတော့မဟုတ်ဘူးလေကားကြောင့်ညပြီဆိုရင်လောက်ရမယ်လေ့ကျင့်ခန်းကြီးအများကြီးရှိတယ်။အော်အဲ့ဒါကိုတော့ရန်တမ်းပြီးတော့တော့လည်းမလုတ်စီခြင်းမျိုး။ဘာကြောင့်လဲဆိုတော့ခါကြတော့အရေးကြီးတယ်လေ။ခါအဲ့တော့ခါနာတဲ့ခါနာဘူးတဲ့သူတိုင်းတိကြမှာပေါ့လေ။ခါနာခြင်းကဘယ်လောက်ထိဆိုးလဲဆိုတော့ ဆိုတော့အဓိကလေ့ကျင့်ခန်းမှာလေ့ကျင့်ခန်းရဲ့ပြီးတော့ physiotherapy လို့ခေါ်တဲ့နည်းတွေပေါ့ကျွန်တော်တို့ခါကိုခဲဆွဲတာမျိုးအဲအဲ့ဒီနည်းတွေနဲ့သွားရတယ်အပြီးလို့ရှိရင်လိန်ဈေးတွေရှိမယ်ပြီးရေခဲကတ်တာရေနွေးကတ်တာအစရှိတဲ့ဖြင့်အော်အများကြီးပဲရှုပ်ထွေးတယ်အဓိကကတော့ မဖြစ်မနေရှောင်အောင်မဲ့ဟာတွေကိုပြောပါဆိုလို့ရှိရင်ခါကြောညှက်တဲ့ခါနာတယ်ဆိုလို့ရှိရင်ပလက်ကလက်ထိုင်းဆူဖာပြော့ပြော့စုံလက်ကလက်ထိုင်းအစရှိသဖြင့်အဲ့လိုမျိုးလှုပ်တဲ့နေရာတွေလှုပ်တဲ့ခုံတွေကိုတော့မထိုင်သင့်ဘူးပြီးတော့ညာဘက်အိတ်လို့ရှိရင်အရန်ပြော့ဣပြီးတော့လှုပ်တဲ့ spray မှုရာလိုမျိုးအဲ့ဒါကိုမအောင်သင့်ဘူးပြီးတော့ခေါင်းအုံးဆိုလို့ရှိရင်လည်းခက်မြင့်မြင့်မအောင်သင့်ခက်ပါးပါးပဲအောင်သင့်တယ် ညာဘက်အိတ်လို့ရှိရင်ကိုကဘယ်လိုမျိုးအိတ်တက်တာလဲပလက်အိတ်တက်တာဒါပလက်အိတ်တက်ရင်တော့အကောင်းဆုံးပေါ့နော်ပလက်အိတ်တက်ရင်တော့တက်တောင်းတက်တာနဲ့အိတ်လို့ရဒါပေမဲ့လူတော်တော်များများကဘေးဆောင်အိတ်ကြတာများလေဘေးဆောင်အိတ်မယ်ဆိုရင်တော့ဖက်ကောင်းအောင်ကြီးကြီးလေခွာလို့ရတယ်ဖက်ကောင်းကြီးကြီးကိုခွာပြီးတော့အိတ်တာကတက်တောင်းတက်တာရှိစေတယ်။ဘာကြောင့်လဲဆိုတော့ဖက်ကောင်းဒီခွာကောင်းအောင်မပါလို့ရှိရင်ခြေထောက်ကဒီတိုင်းအာဘေးဆောင်အခြေအနေမှာဆိုရင်ခါးကိုလိမ်ထားတယ်လို့ဖြစ်နေတဲ့ကြောင့်လို့ဖက်ကောင်းခွာကောင်းအောင်ကြီးကြီးနဲ့အိတ်လို့ရှိရင်တော့ပိုကောင်းတယ် ပြီးတော့လေထိုင်တဲ့နေရာမှာလေစောင်းကြောင်ထိုင်တာငုတ်တုတ်ထိုင်တာတင်လင်းကွေထိုင်တာပစစ်တုတ်ထိုင်တာအဲ့လိုမျိုးပူဇက်ရှင်တွေတော့တက်နိုင်တယ်လို့ရှောင်စီခြင်းနဲ့ချမ်းမြင်ပေါ်ဒီတိုင်းတင်မချပြီးထိုင်လေသူကထိုင်နေရင်ဒါပြက်တနာမဟုတ်တယ်ကြာလာတဲ့အခါမှာဖြစ်စီပြန်ထတဲ့အခါမှာဖြစ်စီသူကတော်တော်ဒုက္ခပြတာဟုတ်ခါအဲ့ချိန်မှာပို့ပြီးတော့နာတတ်တယ် ပြီးတော့ဒီ post ကိုအချင်းချုပ်ပြီးပြန်ဖြေမယ်ဆိုခါကြောက်ညံ့ရင်တောက်တဲ့ဆေးတွေကတော့လွယ်လွယ်လေးပဲအလွယ်တကူညှုံလို့ရတယ်ဒါပေမဲ့မိမိရဲ့နေထိုင်တဲ့ပုံစံသာလျှင်ပို့ပြီးတော့အရေးကြီးတယ်ဒီကျွန်တော်ရှေ့ကပြောထားတဲ့အချက်လေးတွေကိုတော့ဒီချာလေးလိုက်နာပေးပါလို့ ဆိုတော့ကျွန်တော်အဲ့ဒီဟာတော့ရမ်းပြီးတော့တော့မပြောချင်ဟိုလိုကော့ပါဒီလိုကုန်းပါပေါ့နော်အရန်ကြီးတော့မပြောချင်တယောက်နဲ့တယောက်ကအာဖြစ်တဲ့ယောဂအပြင်းအပြောက်မတူလေတချို့ကတော်တော်ဆိုးတယ်တချို့ကတော့တိတ်မဆိုးဘူးတိတ်မဆိုးတဲ့လူတော့ကပြဿနာမရှိဘူးမယ်အရန်ဆိုးတဲ့လူကပိုပြီးတော့အန္တရာယ်များတယ်ပိုပြီးတော့လွဲချော်သွားမှကြောက်ရတယ်အဲ့ဒါကြောင့်ခါးလေးကျင့်ကြံနေပါလေဆိုကျွန်တော် YouTube တို့ပါလို့ကကြည့်ကြည့်ပြီးတော့နည်းနည်းလေးစလုပ်ကြည့်